လမင်္ဂလာပါရှင်ဒီမှာဆွေးနွေးပေးနေတယ် strengthening resilient in your child ဘောနော် strengthening resilient in your child ဒီက building resilient ဘောနော်ဒီ building resilient ဆိုတာတကယ်ကိုပဲတိဆောက်ယူရမှာပါကျန်ကျန်ခံနိုင်မှုစွမ်းရည်ဖွံ့ဖြိုးအောင်တိဆောက်ယူရမှာလည်းဖြစ်တယ်အဲ့အလေးနဲ့ပတ်သက်ပြီးတော့ကျွန်မယနေ့ဆွေးနွေးပေးမယ်အဲ ခေါင်းစဉ်လေးဟာမိမိကိုမိမိထိမ့်သိမ်းစောင့်ရှောက်နိုင်မှု ဆိုတဲ့ set regulation တွေပါဒီ set regulation ရှိဖို့အတွက်အရေးကြီးတယ်ဒီ set regulation တွေဖြစ်အောင်ဘယ်လိုလေ့ကျင့်ပြောထောင်ကြမလို့ဆိုတာလေးကိုကျွန်မဒီနေ့ဆွေးနွေးပေးနိုင်မှာပါဒါဆိုရင် နိုင်နိုင်နင်းနင်းဖြည့်ရှင်းကြော်လွားနိုင်ခြင်း ကိုဗင်းစ်တွေရှိဖို့လိုတယ်ဆက်ရဂူလေးရှင်းတွေဖြစ်ဖို့ပြတခုခုကိုနိုင်နိုင်နေနေဖြည့်ရှင်းနိုင်ရမယ်ကြော်လွှားနိုင်ရမယ်ကုတ်ပင်းချိရမယ်ပေါ့နော်ဒါအကြတော့အဲဒီက set regulation ဖြစ်ဖို့ပါနောက်တစ်ခါတက်ကြွမှုတွေရှိရမယ်တက်ကြွမှုတွေနဲ့ခုနနိုင်နိုင်နေနေကြော်လွှားနိုင်မှုတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာ set regulation ဆိုတဲ့မိမိကိုယ်ကိုထိန်းသိမ်းစောင့်ရှောက်နိုင်မှုတွေက ရရှိလာစီမှာလည်းဖြစ်ပါတယ်ရှင်။အဲဒါဆိုရင်နိုင်နိုင်နေနေဖြည့်ရှင်းကြော်လွားနိုင်ရင်ကုတ်ပင်းဆိုတာဘာလို့ဆိုရင် ကျမတို့ကလေးတွေမှာ စိန်ခေါ်မှုတွေအများကြီးရှိမယ်။အဲဒီစိန်ခေါ်မှုတွေထဲမှာစိတ်ရှုပ်ထွေးခြင်းတွေပါတယ်။ကြောက်လန့်မှုတွေကိုကြော်လွားခြင်းတွေပေါ့နော်။ဒီအရာလေးအရာလေးတစ်ခုကိုလှုပ်ဆောင်မှုတွေ ကြောက်တော့ကြောက်တယ်ကျွန်တော်တို့တွေစပိန်စစီးကစားလို့ပေါ့စပိန်ကိုစီးလဲစီးကျင်တယ်စပိန်ကလဲပြီးတော့ကိုယ့်ဘော်လဲပြူကြမှလည်းကြောက်တယ်လေကြောက်တဲ့စိတ်လဲရှိတယ်အဲလုံလဲလုံချင်တယ်အဲဒီလိုမျိုးပေါ့နော်ကြောက်လန့်မှုကိုကြော်လွားတဲ့အခါမှာစပိန်စီးခြင်းဆိုပြီးတော့နော်စပိန်ကိုစတင်စီးကြည့်ခြင်းဆိုတဲ့အဲအဲ လှုပ်ဆောင်မှုဖြစ်လာတယ်။အဲဒီလှုပ်ဆောင်မှုကတစဉ်စပိန်စီးတက်သွားတယ်ပေါ့နော်။ဒါကြောင့်ကမြင်သာထင်သာရှိရှိရအောင်နမူနာပေးတာပါ။အဲ့တော့ကြောက်လန့်မှုတွေကိုကျော်လွှားနိုင်ရမယ်။ကြောက်လန့်မှုကိုကျော်လွှားပြီးတော့လှုပ်ဆောင်ရမယ်။ကြောက်တော့ကြောက်တယ်။ဒါပေမဲ့ဒါလှုပ်ကိုလှုပ်ရမယ်လှုပ်ဖြစ်တဲ့တည်းကျွန်တော်တို့လှုပ်ရတယ်ပေါ့။လှုပ်ဆောင်ရမယ်။ဒီလိုမျိုးပေါ့နော်။ကြောက်တာတော့ကြောက်တယ်ဒီလှုပ်ကိုလှုပ်ရင်ဒီလိုဖြစ်မယ်ဆိုတာကိုသိရှိထားတာဖြစ်တဲ့တည်းကြောက်တယ်။ကြောက်တော့ညာလေဒီလှုပ်ကမိမိလှုပ်တဲ့အလုပ်ဒါမိမိရဲ့တာဝန်ယူရမယ့်အလုပ်တစ်ခုဖြစ်တယ်။ တာဝန်ယူသင့်တဲ့အလုပ်တစ်ခုလည်းဖြစ်တယ်။ဒါကြောင့်တာဝန်ယူလဲယူသင့်တယ်၊ယူလဲယူရမှာဖြစ်တဲ့အတွက်လုပ်မယ်။ကြောက်တော့ကြောက်တယ်လုပ်မယ်။ဒါမျိုးပေါ့နော်။အဲဆိုရင်ကြောက်ကြောက်လန့်မှုကိုကျော်လွားသွားစေတာလည်းဖြစ်ပါလေရှင်။အဲ့တော့အဲ့လိုမျိုးစိတ်ပိစီးမှုတွေပေါ့နော်။စိတ်ပိစီးမှုတွေကိုဒါစိန်ခေါ်မှုတွေကိုလိုင်လျောညီထွေပြုပြင်ပြောင်းလဲတဲ့အခြေအနေသစ်တွေနဲ့လိုင်လျောညီထွေစွာနေထိုင်ခြင်းတွေကိုဆုလိုတာပါ။အဲ့ဒီမှာဆိုရင်ခုနကတော့ကျွန်မစမိတ်စီရိုင်းနဲ့ပြောရပါတော့နော်။ တကယ်ကလေးတွေဆိုလို့ရှိရင်ကလေးငယ်ငယ်လေးအမေကဈေးသွားတယ်ဆိုရင်ဟိုကကြီးကကြောင်ကြရမယ်ကကြီးကကြောင်ကြလို့ရတယ်အမေကဈေးသွားနေရတခုခုအလုတ်ခွင့်တခုခုသွားနေရဥပမာအဲဥပမာပေါ့နော်တခြားကလေးကိုပြုစောင့်ရှောက်တဲ့သူအတော်တို့အဖိုးဖွားတို့ ਨੇ ကြံနေခဲ့တယ်ဆိုရင်သူတက်အောင်ပေါင်းနိုင်တယ်အဖိုးဖွားတို့အဲ့ပြုစောင့်ရှောက်တဲ့သူတွေ ਨੇ ကြည်ကြောင်လည်းမကြတော့ဘူးပေါ့နော်အဲဟိုကပြုတဲ့မျိုးပြောတဲ့မျိုးကိုနားထောင်နေဟိုလိမ္မာရေးကြပိုရှိလာတယ်လို့ပေါ့နော်မိမိခင်ကတော့သူချွဲလို့နှဲ့လို့ရတယ်အဲသူဆိုးလို့ရတာဆိုတဲ့အတွက်ကြည်ကြကြောင်ကြခြင်းကြမယ်ပေါ့နော်အဲဒါပေမဲ့လို့ဒီဘက်မှာကြံနေခဲ့တဲ့သူနဲ့ဘလို့အစဉ်ပြေပြေနေမှသူမုံစားရမယ်သူ့အတွက်နေချောင်မယ်ပေါ့ဒါမျိုးလေးတွေကိုသူတို့တွေကလေးတွေအရန်လဲတာလေကျွန်တော်တို့ကလေးတွေကခွေးကလေးတွေကညံ့ရီတအားမြင့်နေပြီ သူတို့မြင့်မားလာတဲ့ဉာဏ်ကြီးတွေကိုမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရောက်ပြီးတော့အတွေ့အခေါ်တွေသူတို့ရဲ့ဖွံ့ဖြိုးရမယ့်စွမ်းရည်တွေရေပေါ့နော်ဒါဖွံ့ဖြိုးလာအောင် လေ့ကျင့်ပေးနိုင်ဖို့ပဲလိုတာပါအဲ့တော့ကလေးတွေမှာအည်သွေးတွေအများကြီးရှိပြီးသားအဲ့မှာဆိုရှင်စိန်ခေါ်မှုတွေပေါ့နော် သူတယောက်တည်းသူ့ကိုပြုစုဆောင်ရှောက်တဲ့သူကသူ့နားမှာခိတခဏမရှိဘူးတကယ်အလုံးတကူကူနဲ့သွားနေရတဲ့အချိန်တန်ရင်ပြန်လာမယ်ပေါ့နော်ဒီလိုအချိန်မှာကြံခဲ့တဲ့သူနဲ့သူတက်အောင်ပေါင်းတယ် နေတက်အောင်နေတယ်အေးစစ်စစ်နေတယ်ပြောသမျှကိုနားထောင်နေပေါ့နော်ဒါမျိုးတွေအဲ့လိုမျိုးတွေဟာသူဖြစ်ပေါ်လာတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့လိုက်လျောညီတွေနေထိုင်တတ်တဲ့အလေးအကျင့်လေးတွေရှိတာကလေးတွေမှာအရင်သွေးတွေရှိပြီးသားပါကျမတို့တွေနဲ့ပြုစုပြောထောင်ပေးတဲ့သူတွေကရှိပြီးသားအရင်သွေးတွေကိုပုံမှန်ဖွင့်ပြလာအောင်လေ့ကျင့်ပေးရမှာမလေ့ကျင့်ရင်တော့အဲ့အရင်သွေးတွေကပြည့်ပြည့်သွားစီမှာကျမတို့အရင်ချင်းရှိနေတဲ့အရင်ချင်းကိုသုံးရင်သုံးမသုံးရင်ဆုံးသွားတယ် ပြုံးသွားတယ်တဲ့အဲ့လိုပေါ့နော်ကျွန်တော်တို့ကလေးတွေရှိနေတဲ့အရည်သွေးတွေကိုပို့ပြီးတော့တောက်ပါတဲ့တောက်ပါလာ လေ့ကျင့်ပေးရမယ်ပြုစုပြောထောင်ပေးကြရမယ်အဲဒါကတော့ဒီရမသာတို့ရဲ့အရည်ချင်းတွေကတိုးတက်လာစေမှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့နိုင်နိုင်နေနေဖြည့်ရှင်းကြော်လွှားနိုင်တဲ့စွမ်းရည်တွေကလေးတွေမှာရှိတယ်။ခုနပြောသလိုပေါ့နော်ကြောက်တော့ကြောက်တယ်ကြောက်လွမ်းမှုကိုကြော်လွှားပြီးတော့လှုပ်ဆောင်တယ်စိတ်ရှုပ်ထွေးခြင်းနေကြောက်လန့်မှုတွေကိုကြော်လွားနိုင်ခြင်းနေဒါစိန်ခေါ်မှုတွေကိုပေါ့နော် ဖြစ်ပေါ်လာတဲ့အခြေအနေနဲ့စိန်ခေါ်မှုတွေကိုလိုင်လျောညီတွေ ပြုပြင်နိုင်ခြင်းနေရာလည်းအရေးကြီးတယ်အခြေအနေသစ်တွေနဲ့ကြုံတဲ့အခါမှာလည်းလိုင်လျောညီတွေနေထိုင်တတ်ရမယ် အဲ့တော့ခုနဆိုရင်ခုနကြောက်လန့်မှုကိုကြော်လွားတာလေးကိုကျွန်မစပိန်စီချင်းလေးနဲ့ကျွန်မနမူနာပေးခဲ့တယ်။အဲလိုင်လျောညီတွေပြုပြင်နေထိုင်နေအခြေအနေအစ်မှလိုင်လျောညီတွေနေထိုင်ခြင်းတွေကကလေးလေးတွေပေါ့နော်။သူတို့ရဲ့အုတ်ထင်းသူသူတို့ရဲ့မိဘတွေနဲ့မိခင်လုပ်တဲ့သူနဲ့ခိတ္တခဏခွဲနေရတဲ့အခါမှာကြံနေခဲ့တဲ့သူတွေနဲ့ဘလူတက်အောင်ပေါင်းရမယ်ဆိုတာအင်မတန်ကိုသူတို့တွေကလူလေလေးတွေအရင်သိတတ်တာပဲ။ ညံ့ရီမြင်မာကြတာပေါ့နော်ညံ့ရီတွေမြင်မာကြတယ်အဲ့လိုမျိုးနေထိုင်နိုင်တဲ့စွမ်းရည်တွေတို့တွေရှိကြတယ်ဒါကြောင့်စိန်ခေါ်မှုတွေကိုကျမတို့တွေလိုင်လျောညီတွေပြုပြင်နေထိုင်ရမယ်အခြေအနေဖြစ်တွေကိုလည်းလိုင်လျောညီတွေနေထိုင်တတ်တဲ့အလေးချက်တွေရအောင်လေ့ကျင့်ပြောထောင်ပေးကြရမှာဖြစ်ပါတယ်ရှင်ဒါကြောင့်နိုင်နိုင်နင်းနင်းဖြည့်ရှင်းကျော်လွှားနိုင်ခြင်းဆိုတဲ့ coping skill တွေဟာအရေးကြီးနေတာလည်းဖြစ်ပါတယ်ရှင်နောက်တစ်ခုတက်ကြွမှုပေါ့နော် self regulation ဖြစ်ဖို့ကျမတို့ခုန coping skill တွေရှိဖို့လိုတယ်ဒီကမှာเนาะတက်ကြွမှုဆိုရယ် confidence တွေရှိဖို့လိုအပ်တယ်ဒီလိုမျိုးတက်ကြွမှုတွေရှိမှကျမတို့ set regulation ဆိုပြီးတော့မိမိကိုယ်ကိုထိန်းချုပ်နိုင်မှုစွမ်းရည်တွေဖွံ့ဖြိုးလာစေမှာလည်းဖြစ်ပါတယ်ရှင်အဲ့တော့တက်ကြွမှုဆိုတာတဲ့သက်ဆိုင်ရာကျွမ်းကျင်မှုတွေစွမ်းရည်တွေ အသိပညာအစုအဖွဲ့တွေဖြစ်တဲ့စိန်ခေါ်မှုကိုဖြည့်ရှင်းကျော်လွှားနိုင်မှုတွေတည်ယူနိုင်ခြင်းတွေပေါင်းသင်းဆက်ဆံရေးတွေစိတ်လှုပ်ရှားခံစားမှုတွေကာယပိုင်းဆိုင်ရာတွေတိမှုဆိုင်ရာတွေတွက်ကြွမှုတွေကိုတိဆောက်ခြင်းဖြစ်တဲ့ဒါဆိုရင်ကျမတို့ဒါတွေကိုကျော်လွှားနိုင်မှုတွေပေါင်းသင်းဆက်ဆံရေးဆိုင်ရာဆိုင်ရာရှိနေရမယ်စိတ်လှုပ်ရှားခံစားမှုတွေကိုထိန်းချုပ်နိုင်ရမယ်ကာယပိုင်းဆိုင်ရာတွေမိမိရဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာတွေရောတိမှုဆိုင်ရာတွေရောပေါ့နော်ဒီအရာတွေတွက်ကြွမှုတွေကိုတိဆောက်ယူရမယ် ယ်ဒီလိုတိဆောက်ယူရတယ်ကျွန်တော်တက်ကြွမှုဆိုတာဖြစ်လာမယ်ဒီတက်ကြွမှုနဲ့ခုနကုတ်ပင်းစကူတွေနဲ့မိမိကိုယ်ကို နိုင်နိုင်နင်းနင်းဖြည့်ရှင်းကြော်လွှားနိုင်တဲ့စွမ်းရည်နဲ့ပေါင်းဆက်လိုက်တဲ့အခါမှာ set regulation ဆိုပြီးတော့မိမိကိုယ်ကိုထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့စွမ်းရည်တွေရရှိလာစေမှာဖြစ်ပါတယ်ရှင် ဒီမှာဆိုရင်မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်မှုဆဲ့ regulation ပေါ့နော်ကိုယ့်ကိုယ်ကိုထိန်းသိမ်းစောင့်ရှောက်နိုင်မှုဆိုတာတဲ့မိမိကိုမိမိထိန်းသိမ်းစောင့်ရှောက်နိုင်မှုဆိုတာ regulation of the self mind the self ဖြစ်တယ်လိုင်လျောညီထွေနေတတ်အောင်သင်ယူခြင်းနဲ့တဲ့မိမိရဲ့စိတ်လှုပ်ရှားခံစားမှု အပြုအမူတွေအာယုံဆိုင်မှုတွေကိုမိမိကိုယ်တိုင် ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းဖြစ်တယ်တဲ့ ်ထင်းထင်းရှားရှားနိုင်ရင်ဖြစ်တဲ့စိန်ခေါ်မှုတွေအခွင့်အလမ်းတွေကိုအစဉ်ပြေစွာ ဖြည့်ရှင်းနိုင်မှုအတွက်ကလေးတွေကိုကူညီပေးခြင်းလည်းဖြစ်တယ်ဆိုတာကိုကျမတို့ဒီ2006ကလေးရပေါ့နော်ဒီပညာရှင်ကြီးကနေပြီးတော့လေ့လာဖော်ထုတ်ထားချက်ကလေးလည်းဖြစ်ပါတယ်ရှင်ဒါဆိုရင် ကိုကိုကိုစောင့်ရှောက်နိုင်မှုဆိုတဲ့ set regulation ဆိုတာ အဲလိုက်လျောညီထွေနေတဲ့အောင်တင်ယူခြင်းနေကိုယ့်ရဲ့စိတ်ထဲမှာဖြစ်နေတဲ့စိတ်လှုပ်ရှားခံစားမှုတွေအပြုအမူတွေကိုအာယုံဆိုင်မှုတွေပေါ့နောက်အိုက်ကားတွေနဲ့အတူမိမိကိုယ်ကိုထိန်းသိမ်းစောင့်ရှောက်ခြင်းနေစိန်ခေါ်မှုတွေအခွင့်အလမ်းတွေကိုအစဉ်ပြေပြေနဲ့ဖြည့်ရှင်းနိုင်တာတွေပေါ့နော်ဒါမျိုးတွေဖြစ်အောင်ကလေးတွေကိုကူညီပေးခြင်းလည်းဖြစ်တယ်ဒါကြောင့်ကိုယ့်ကိုယ်ကိုကလေးတွေမှာ set regulation တွေဖြစ်အောင်လေ့ကျင့်ပေးကြရမှာလည်းဖြစ်ပါတယ်ရှင် ဲ့မိမိကိုကိုမိမိဒိန်းဒိန်းဆောင်ရှင်းနိုင်မှုပေါ့နော်နောက်ဆယ်ရဂူလေးရှင်းမှာဆိုရင်စိတ်ပစ္စည်းမှုတွေဆိုတာလည်းဖြစ်စေမယ်စိတ်ပစ္စည်းမှုကိုဖြစ်စေတဲ့အရာတွေဘလောက်ထိထိရောက်ရောက်စမ်းရည်ပြည့်ပြည့်ထိမ့်သိမ်းဆောင်ရွက်နိုင်ပြီးပြန်လည်ကောင်းမွန်လာနိုင်တယ်လဲဆိုတာကိုရည်ညွှန်းနေတဲ့ဒါကတော့ဒီပညာရှင်ကြီးသုံးကပေါ့နော်ဆယ်ရဂူလေးရှင်းရဲ့အဓိပ္ပာယ်ကိုသူကအဲဖော်ထုတ်ထားခြင်းဖြစ်ပါတယ်ရှင်ဒါဆိုရင်စိတ်ပစ္စည်းမှုတွေနဲ့ကျမတို့ဆယ်ရဂူလေးရှင်းတွေကတစ်စက်တည်းဖြစ်နေတယ် မိမိကိုယ်ကိုထိန်းသိမ်းဆောင်ဆောင်ရှောက်နိုင်မှုအတွက်စိတ်ပီစီမှုတွေကိုလည်းကျမတို့ဖြည့်ရှင်းနိုင်ရမယ်ထိထိရောက်ရောက်စွန့်ရည်ပြည့်ပြည့်ထိန်းသိမ်းဆောင်ရှောက်နိုင်ပြီးထိန်းသိမ်းဆောင်ရွက်နိုင်ပြီးတော့ပြန်လည်ကောင်းမွန်လာအောင်ဟဲ့ပြန်ပြန်လည်ကောင်းမွန်လာနိုင်တယ်လေပေါ့နော်ဘလောက်ဆောင်ရွက်နိုင်ပြီးပြန်လည်ကောင်းမွန်လာနိုင်တယ်လဲဆိုတော့ရည်ညွှန်းနေဒါဆိုရင်ကျမတို့ကလေးတွေမှာ self regulation ဘလောက်မြင့်နှုန်းပေါ့ဘလောက်ရှိနေပြီတော့ဆိုတော့ဒီအခြေအနေနဲ့တိုင်းလို့ရမယ်ဒါဆိုရင်တို့တွေမှာစိတ်ပီစီမှုတွေဖြစ်မယ်အဲ့ဒါတွေကိုတို့ဘလို့ ထင်းထင်းဆောင်ရောက်ဆောင်ရွက်နိုင်တော့ဘလို့ပြန်လဲကောင်းမွန်ဆောင်ရွက်နိုင်တော့ဗောဒီပေါ်မှာမူတည်ပြီးတော့ set regulation တွေဘလောက်မြင့်လာအောင်ဆိုတာကိုကျမတို့သိရှိနိုင်မယ်နောက်တကနုံနုံကြာကြာရှိမယ်တည်တည်ငြိမ်ငြိမ်ရှိမယ်နုံနုံကြာကြာတွတ်တွတ်ကြာကြာရှိရမယ်မိမိစိတ်ကိုထိမ့်သိမ့်နိုင်မှာတည်ငြိမ်မှာဖြစ်တဲ့အတွက်မိမိကုနာရှေ့မှာကျမတို့ဟိုပြောတဲ့အခါမှာသူတို့ဆွေးနွေးတဲ့အခါမှာစိတ်ဖြစ်စည်းမှုတွေကိုဘလောက်ထိထိရောက်ရောက်စွမ်းရည်ပြည့်ပြည့်ထိမ့်သိမ့်ဆောင်ရွက်နိုင်တော့ဆိုတာဆိုတော့ ဒါကြောင့်တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့အတွက်စွမ်းရည်ပြည့်ပြည့်ထိမ့်သိမ်းဆောင်ရွက်နိုင်ဖို့လိုတယ်။ဒါဆိုရင်တည်တည်ငြိမ်ငြိမ်နဲ့မိမိလှုပ်ဆောင်လိုတာကိုအာယုံမိမိနဲ့နေထိုင်နိုင်တဲ့စွမ်းရည်တွေဖြစ်ပေါ်လာမယ်။ဒါကြောင့်နိုးနိုးကြားကြားနဲ့တည်တည်ငြိမ်ငြိမ်အာယုံမိမိနေထိုင်နိုင်တဲ့စွမ်းရည်တွေဟာ self regulation ရဲ့စွမ်းရည်တွေလည်းဖြစ်ပါတယ်ရှင်။ အဲ့ဒါဆိုရင် set regulation ဆိုတာမိမိကိုယ်ကိုထိန်းချုပ်အမယ်အပိုင်းတစ်ခုအနေနဲ့ပေါ့လို့လုံဆောင်ရမှာဖြစ်တော့လဲ set control တော့မဟုတ်ဘူးတဲ့မိမိ set control ဆိုတာခုနပေါ့ကြောက်တော့ကြောက်တယ်ဒါပေမဲ့လို့ကြောက်ပေမဲ့ဒါဟာလှုပ်ချင်တယ်လှုပ်တဲ့နယ်လုံးမယ်ပေါ့ အဲဒါမျိုးလေးတွေပေါ့နော်ဒါ self control မိမိစိတ်မှာဖြစ်ပေါ်လာတဲ့ခံစားချက်ကို control လုပ်တာပေါ့ self regulation ကတော့မိမိမှာဖြစ်ပေါ်လာတဲ့ဖြစ်စည်းမှုတွေကို နိုင်နိုင်နင်းနင်းကြော်လင်းကြော်လွားတယ်ပြီးရင်တကြွမှုတွေနဲ့ပေါင်းဆက်ရင်းနဲ့မှာမိမိကိုယ်ကိုမိမိထင်းထင်းရှားရှားနိုင်တဲ့အဲ self regulation ဆိုတာဖြစ်ပေါ်လာတာဒါကြောင့်မိမိကိုယ်ကိုထင်းထင်းဆောင်ရွက်နိုင်ဖို့အတွက်တင်ယူမှုဟာအချိန်အတော်ကြာကြာလှုပ်ဆောင်ရမယ့်လုပ်ငန်းလေးဖြစ်တယ်တဲ့ မွေးရပါဗီဇာလက္ခဏာတွေနဲ့ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုတွေလည်းရှိပါတယ်တဲ့ကျွန်မရှိမှ temperament တွေအကြောင်းလည်းပြောခဲ့တယ် temperament တွေရရင်မှတစင်းကျွန်မတို့ဒီ personality ဆိုတဲ့ကိုယ်ရည်ကိုယ်သွေးတွေဖြစ်လာတယ်အဲ့အကြောင်းအဲ့ဒီလိုမျိုးအပိုင်းနေနဲ့လည်းပါဝင်နေတယ်ဆိုရလေကိုသူကဆိုလိုခြင်းဖြစ်တယ်အချင်းယူပြီးတော့မှဒီအရာတွေကိုကျွန်မတို့အဲ ထိန်းသိမ်းစောင့်ရှောက်ရမယ်ပြုပြင်ပေးရမယ်ပေါ့နော်မိမိကိုယ်ကိုထိန်းသိမ်းစောင့်ရှောက်နိုင်မှုအတွက်ဒီလိုမျိုးတည်ယူမှုတွေဟာအချင်းကြာကြာလှုပ်ဆောင်ရမယ်လုပ်ငန်းတွေဖြစ်တဲ့အဲဒီလုပ်ငန်းတွေဟာလည်းပဲကျမတို့ကလေးတွေမှာပါလာတဲ့အဲမွေးရပါဗီဇလက် ဇိယလက္ခဏာတွေ temperament အနေနဲ့ရဲနောက်တစ်ခါ environment ဆိုတဲ့ပတ်ဝန်းကျင်နေရာလဲပတ်ဝန်းကျင်ရဲ့အပြုမူတွေအတန်တွေရိုက်ခတ်မှုတွေဒါတွေကကလေးတွေပေါ်လွှမ်းမိုးတာဖြစ်တယ်။ဒါကြောင့်ဒီလိုမျိုးအရာတွေကလဲဒီ set regulation ကောင်းမှုမှုအတွက်ဒါအရေးပါတဲ့အခန်းကဏ္ဍအနေပြီးတော့ပတ်ဝန်းနေတယ်ဆိုတာလေးကိုဆွေးနွေးပေးရခြင်းဖြစ်ပါတယ်။ကျွန်မအထူးလေးပေးဆွေးနွေးပေးချင်တာကတော့အောက်ဆုံးအချက်ကလေးပါ။ကလေးတွေမှာတဲ့ကလေးက regulate ကောင်းကောင်းလုပ်နိုင်လေးလေးမိမိကိုယ်ကိုထိန်းသိမ်းဆောင်ရွက်မှုတွေလုပ်နိုင်လေးလေးခုန coping skill တွေနဲ့ confidence ဆိုရဲပေါ့နော်တက်ကြွမှုတွေများများလုပ်နိုင်လေးလေးတည်ယူမှုနဲ့အခြားစိန်ခေါ်မှုတွေကိုကောင်းကောင်းစီမံခန့်ခွဲနိုင်လေးလေးဖြစ်ပါတယ်ရှင်။ဒါဆိုရင်ကျမတို့ကလေးတွေ self regulate ဖြစ်ကောင်းကောင်းရရှိအောင်ကောင်းကောင်းလုပ်နိုင်အောင်တည်ယူမှုနဲ့အခြားစိန်ခေါ်မှုတွေကိုကောင်းကောင်းစီမံခန့်ခွဲနိုင်လေးဖြစ်ပါတယ်။ဒါကြောင့် self regulation ဖြစ်ဖို့ကောင်းမှုလိုအပ်တယ်မိမိကိုယ်ကိုထိမ့်သိမ်းဆောင်ရွက်နိုင်မှုအားတွေကောင်းမှုလိုအပ်တယ်ဒါဆိုရင်အားကောင်းလာလို့ရှိရင်ဒီစီက set regulate တွေကောင်းကောင်းလုပ်နိုင်လာပြီဆိုလို့ရှိရင်တခြားကိစ္စတွေဖြစ်တယ်ပေါ့နော် တည်ယူမှုလုပ်ငန်းတွေတခြားစီမံခန့်ခွဲမှုတွေကိုကောင်းကောင်းနဲ့သူတို့တွေလှုပ်ဆောင်လာနိုင်မယ်စီမံခန့်ခွဲလာနိုင်မယ်အဲ့တော့ကြတော့ကျွန်တော်တို့ရဲ့ကလေးတွေမှာ set regulation တွေဖြစ်အောင်လေ့ကျင့်ပေးရမယ် set regulate တွေဖြစ်လာရင်သူတို့တွေရဲ့တည်ယူမှုတွေရောတခြားစိန်ခေါ်မှုတွေကိုပါသူတို့တွေကောင်းကောင်းမွန်မွန်ဆောင်ရွက်နိုင်ကြမှဖြစ်တဲ့ဆိုတဲ့အကြောင်းလေးကိုယနေ့ကျွန်မဆွေးနွေးပေးရင်းနဲ့ကျွန်မရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ပြပြပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်